ခင်မွန်းဖြစ်သူအစိုးရကြားပေါင်းနဲ့အမားဖြစ်သူအေဝိရီတောင်တို့ကြားကပြဿနာဟောင်းသူမကိုချစ်တဲ့စိတ်ကြောင့်မေနှစ်ဦးသားအထင်လွဲမှု ဖြစ်ခဲ့ကြတာပါဆိုပြီးတော့ဂျောင်းဝင်ဖြစ်ရှင်လာခဲ့တဲ့ဆွေဝေရီတောင် မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်းကအစိုးရကြားပေါက်ရဲ့စနီးဖြစ်သူစီဝီရီတောင်းနဲ့ပတ်သက်ပြီးအမားဖြစ်သူအေဝီရီတောင်းကသူ့ရဲ့စိတ်ထဲမှာမကျေနပ်တဲ့အချက်တွေကိုလူမှုကွန်ရက်စာမျက်နှာကနေပြောကြားရာကနေကြားပေါက်နဲ့အေဝီရီတောင်းကြားထဲမှာမထင်မှတ်ထားတဲ့အထင်လွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးတအူးနဲ့တအူးအပြန်အလှန်ပြောဆိုမှုတွေရှိခဲ့ကြတာပဲဖြစ်ပါတယ် ဒါပေမဲ့အခုလိုဖြစ်ရတဲ့ကိစ္စရဲ့အဓိကကတော့ခင်မုံဖြစ်သူအစိုးရကြားပေါင်းနဲ့အမားဖြစ်သူမအေးတောင်းတို့ကသူမကိုချစ်တဲ့စိတ်ကြောင့်နှစ်ဦးသားအထင်လွဲမှုဖြစ်ပွားခဲ့ကြရတာဖြစ်တယ်လို့စီဝိယီတောင်းကပြန်လည်တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။ ခင်မုံဖြစ်သူကြပေါ့ဟာသူမအဲ့တဲ့အစစရရလောက်ကိုင်းပေးခဲကောင်ဖခင်လိုဆောင်းရှောက်တတ်တဲ့လုံခြုံမှုပေးနိုင်တဲ့ယောက်ျားကောင်ဖြစ်ပြီးအမဖြစ်သူမအေးတောင်းဟာလေမြန်မာနိုင်ငံမှာနေထိုင်ခြင်းကမိခင်တယောက်လိုဆောင်းရှောက်ခဲ့တဲ့အမကောင်တယောက်ဖြစ်တယ်လို့သူမကဆိုလာခဲ့တာလည်းဖြစ်ပါတယ် ခင်မွန်ဖြစ်သူအစိုးရကြားပေါက်ဟာအိမ်မလုံးရမဲ့ချက်ပြုတ်တာမိဖို့တိုက်တာရှော်ဖွတ်တာနဲ့ဈေးဝယ်တာအားလုံးကိုကိုယ်တိုင်လုံးကင်ပေးပေမဲ့ပြင်သစ်လိုနိုင်ငံရဲ့ချားမှာအိမ်အကူငားဖို့အခက်ခဲရှိတာကြောင့်သူမကိုယ်တိုင်ကတတ်နိုင်သလောက်ဝင်လုပေးမိတာဖြစ်ကဒါကြောင့်နဲ့တော့သူမချစ်ရသူနှစ်ယောက်စလုံးကိုအထင်လွဲမခံစေခြင်းကြောင့်ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ် စီဝေးရီတောင်းကတခုရှင်ပြချင်တာကကိုကြားကအစစရရအကုန်ကူလုတ်ပေးပါတယ်။တမီးနှစ်ယောက်ကိစ္စဆွေးကဟင်းချက်ကြီးအမေတယောက်လိုခဲလုတ်ပေးရတာကလွဲပြီးဆွေးမပင်မရအောင်ကလေးတွေရဲ့ဝေယဝိဆအစစရရသူပဲလုတ်ပေးတာပါ။ဟင်းဆိုရင်လေတချို့ရက်တွေဆိုရင်စိချက်ဆရာမလိုပါဘူးဆွေပိုင်းတဲ့တုန်းကအချိန်တွေမှာလေတခြားအလုပ်တွေကြားကနေချက်ပြုတ်မိမှုတိုက်ရှော့ဖို့ဈေးဝယ်အိတ်ကိစ္စအကုန်လုံးကိုသူလုပ်ပေးတာပါ breakfast lunch dinner ကအစာအဆင်သင့်ဇွန်းတက်ပေးတဲ့အထိကျူးဆိုင်ပါတယ်။ဆွေကမနေနိုင်လို့ဝင်းကူတာကလွဲပြီးတော့ဘာမှလုပ်စရာမလိုပါဘူး။မိဖွားတဲ့အချိန်မှလည်းမွေးကန်းတဲ့အထိရှိနေပေးပြီးတော့အနားမှာအချိန်ပြည့်စားကျင်တာလိုတာအကုန်လုပ်ပေးပါတယ်။ဆွေကိုရောတသားလေးကိုပါအရန်ကျူးဆိုင်ပါတယ်။နိုင်ငံရဲ့ချားမှာအင်ရကူငားဖို့အခက်ခဲရှိတာလူတိုင်းသိပါတယ်။ဒီမှာကလူတိုင်းဒီပါကကိုယ့်ကိစ္စကိုလုပ်ကြရတာပါပဲ။ မိဘအိမ်မှာ princess လေးလို့ထားပေးမယ်လေအမေကညီမတွေကို အကုန်လုံးလှုပ်တက်အောင်သင်ပေးထားတာမို့လို့အခက်ခဲလည်းမရှိပါဘူးအိမ်ရကူရှိခဲ့ရင်လေဆွေရောကိုကြားရောကတယောက်ကိစ္စတယောက်ကိုယ်တိုင်လှုပ်ပေးခြင်းနဲ့သူတွေပါကိုကြားကဆွေကိုကောင်းကောင်းဆောင်ရှောက်ပါတယ်ကိုနိုင်ငံမဟုတ်တဲ့နိုင်ငံသားမှာအစားကပြန်စားရတဲ့အခက်အခဲတွေရှိတဲ့ကြားကမျက်နှာမငယ်ရအောင် သူများနဲ့အနီးတူဘာမှလိုတာမရှိအောင်အကောင်းဆုံးထားပါတယ်။ထားနိုင်တဲ့အရေးချင်းလည်းရှိပါတယ်။ ိမ်နောင်တစ်ခုတာဝန်ကတော့သူရောဆွေရောနှစ်ယောက်စလုံးအတူတူလုပ်ရတာကြည်ပါပဲဆွေအမရေးထားတာကလည်းဆွေကိုတတိယပြီးခလေးတယောက်လိုအခုထိမြင်နေလို့သူကရေးထားတာပါသမီးအိုးခလုတ်တောင်မနှိမ့်တက်ဘူးဆိုတာကတော့နည်းနည်းများတာပေါ့လေသူကလည်းအပြစ်မမြင်ကြပါနဲ့ကိုကြားကလည်းသူအကုံကောင်းရဲ့သားနဲ့သူများတွေအထင်လွဲတာမျိုးအပြစ်မခံနိုင်လို့ဒေါသထွက်သွားတာပါ သူကလည်းအပြစ်မမြင်ပါနဲ့ဆီချင်းရတဲ့သူတွေအကုန်လုံးကိုဆီကအမြဲတမ်းစိတ်ချမ်းသာစေခြင်းပါနဲ့ ကိုကြားကဆွေအပ်တဲ့ဖခင်လိုဆောင်းလျှောက်တဲ့လုံခြုံမှုပေးတဲ့ယောက်ျားကောင်းပါဆွေအမကလည်းဆွေအပ်တဲ့မိခင်လိုဆောင်းလျှောက်မှုပေးတဲ့အမကောင်းတစ်ယောက်ပါပဲအခုလိုဒီစာရေးတာကလည်းဆွေချစ်တဲ့သူနှစ်ယောက်ကိုအကျိုးအကြောင်းမသိမြတ်ပဲပြောဆိုနေတာတွေကိုမခံချင်လို့ပါဆွေကိုဆဲတာကတော့ရှိုးနေပါပြီဆွေက Facebook လည်းမတုံ့ပြန်ပါဘူးဆွေကိုချစ်ကြလို့နှစ်ယောက်သားကြမှာနားလည်မှုလွဲတာလေးတွေဖြစ်သွားခဲ့တာပါဆိုပြီးတော့ဆွေဝေးရီတောင်ကပြန်လည်ရှင်းပြထားတာလည်းဖြစ်ပါတယ်